စိတ်ချမ်းသာရတဲ့အချိန်ခါလေးဖြစ်ကြပါစေ။အခုအစီအစဉ်ကတော့နှစ်ပတ်တစ်ကြိမ်ထုတ်ဝေနေကြဖြစ်တဲ့ The Nation Voice Channel တွေကစောင်းမတွေကို podcast အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။အခုတော့ The Nation Voice Channel အတွဲတက်စာစဲ20မှာဖော်ပြခဲ့တဲ့ကမ္ဘာမှာအငက်ဘေးသင့်မှုရော့နေလာပေမဲ့မြမစာနယ်ရိခာလုံခြုံရေးအခြေအနေဆိုးရွားနေစေဆိုတဲ့စာမောင်ကိုနားဆင်ကြရမှာပါ။ဒီစာမောင်ကိုတော့နေအောင်ကရေးသားထားပါတယ်။ ကမ္ဘာမှာအငတ်ဘေးသင့်မှုညှိုးကိန်းတွေညော်နေလာပေမဲ့မြန်မာနိုင်ငံမှာတော့စားနပ်ရိက္ခာလုံခြုံရေးအခြေအနေကဆက်ပြီးဆိုးရွားနေဆဲဖြစ်တယ်လို့ကုလသမဂ္ဂနဲ့ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ရဲ့အစီရင်ခံစာတွေနဲ့ညှိုးကိန်းတွေမှာဖော်ပြပါရတယ်။မြန်မာနိုင်ငံရဲ့ပြည်တွင်းပြည်ပခန့်တွေစီးပွားရေးကြဆင်းမှုနဲ့ရာသီဥတုကပ်ဘေးဒဏ်တွေကအရေးပေါ်စားနပ်ရိက္ခာမလုံလောက်မှုရဲ့အဓိကအကြောင်းရင်းဖြစ်နေတယ်လို့ အဆိုပါအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်။ကမ္ဘာစာနယ်ရိက္ခာအဖွဲ့ WFP နဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ OCHA တို့ရဲ့အစည်းအဝေးခန်းစာတွေအရ2025ခုနှစ်မှာမြမလူဦးရေ3ပုံ3ပုံဖြစ်တဲ့55တမ2တန်းခန့်ဟာအရေးပေါ်စာနယ်ရိက္ခာမလုံလောက်မှုကိုရင်ဆိုင်ကြုံတွေ့ရမယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့နှစ်ကတော့မြမလူဦးရေ73.3%ဟာအရေးပေါ်စာနယ်ရိက္ခာမလုံလောက်မှုကိုကြုံတွေ့ခဲ့ရပြီး ဒီနှစ်မှာတော့ပေးခဲ့တဲ့နှစ်ထပ်ပိုတိုးလာခဲ့တာကိုကိန်းကနန်းတွေကညွှန်းဆိုနေပါတယ်။ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာခေါင်းပါမှုအစီရင်ခံစာ The Global Report on Food Crisis ရဲ့2025နှစ်လည်အစီရင်ခံစာမှာတော့မြန်မာနိုင်ငံဟာကမ္ဘာအရေးပေါ်စားနပ်ရိက္ခာမလုံလောက်မှုကိုကြုံတွေ့နေရတဲ့လူဦးရေအများဆုံးနိုင်ငံစဉ်ရဲ့အဆင့်ကနေရာမှာရှိနေတာပါ။နိုင်ဂျီးရီးယားက30.6% ဒီမိုကရက်တစ်ကွန်ဂိုသမရနိုင်ငံက28တသမ8သန်း၊ဆူဒန်က24တသမ6သန်းနဲ့ယီမင်က18တသမ3သန်းတို့ပြီးရင်မြန်မာက16တသမ8သန်းလို့ဖော်ပြထားပါတယ်။ဒီညွှန်းကိန်းကကုလသမဂ္ဂလူအခွင့်အရေးကောင်စီရဲ့ညွှန်းကိန်းနဲ့ကွဲပြားမှုရှိနေပေမဲ့ပြပခပြင်းထန်တဲ့ဒေတာတွေမှာကောက်ယူထားတဲ့ကိန်းကနဲအချက်လက်တွေရဲ့ကွဲလွဲမှုတွေကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ် ပြပခပြင်ထန်နဲ့ချင်းကချင်းရခိုင်ပြည်နယ်တွေနဲ့စကိုင်းတိုင်းတို့မှာစားနဲ့ရိတ်ခါမလုံလောက်မှုက အမြင့်ဆုံးအဆင့်မှာရှိနေပြီးအနာသိစစ်တပ်ကအခုအညီပိတ်ဆို့ရာတွေနဲ့ကုန်းသွေးရေးလမ်းကြောင်းဖြတ်တောက်ကန့်တက်တာတွေကြောင့်အခုလိုကြုံတွေ့နေရတာဖြစ်တယ်လို့စီရင်ခန်းစာကဖော်ပြပါဗျ။ဒါအပြင်စစ်ပွဲတွေကြောင့်ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ IDPs ဦးရေဟာ2025ခုနှစ်အစမှာ3.5တန်းအထိရောက်ခဲ့ပြီး ၎င်းတို့အတွက်စားနပ်ရိတ်ခါနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကမျှော်လင့်ချက်မဲ့နေစေလို့ဆိုပါတယ်မြန်မာနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုကဒီအချက်တည်းကိုပိုဆိုးစေပြီးအခြေခံစားနပ်ရိတ်ခါတွေဖြစ်တဲ့ဆန်ပဲစီစားတို့ရဲ့ဈေးနှုန်းဟာ2025ခုနှစ်မှာရခင်နှစ်တွင်နဲ့နှိုင်းယှဉ်ရင်30ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ဆိုပါတယ်ကုလသမဂ္ဂရဲ့စားနပ်ရိတ်ခါလုံခြုံရေးနဲ့အာဟာရအခြေအနေနှစ်ဆင်အစီရင်ခံစာအရ 2024ခုနှစ်မှာကမ္ဘာလူဦးရေရဲ့8.2ရာခိုင်နှုန်းဖြစ်တဲ့လူဦးရေ683တန်းလောက်အငက်ဘေးသင့်ခဲ့တယ်လို့ဆိုပါရယ်ဒါဟာ2023ခုနှစ်ရဲ့ကိငဏန်ဖြစ်တဲ့8.5တန်းခမ်းမန်း933တန်းကနေလျော့လာခဲ့တာပါ ဒီရောနဲမှုက2022ခုနှစ်ရဲ့8.8%ရာခိုင်နှုန်းကနေဆက်ကျဆင်းလာစေခဲ့ပြီးအာရှတောင်ပိုင်းနဲ့လက်တင်အမေရိကကဒေသတွေမှာတိုးတက်မှုရှိနေတာကိုညွှန်းဆိုပါတယ်။ဥပမာအဖြစ်အာရှတောင်ပိုင်းရဲ့အငတ်ဘေးသင့်မှုရာခိုင်နှုန်းဟာ2022ခုနှစ်ရဲ့9.9%ရာခိုင်နှုန်းကနေ2024ခုနှစ်မှာ6.9% 6.8ရာခိုင်နှုန်းအထိကျဆင်းလာခဲ့တာဖြစ်ပါတယ်။လက်တင်အမေရိကနဲ့ကာရီဘီယံဒေသမှာလည်း2020ခုနှစ်ရဲ့6.8ရာခိုင်နှုန်းကနေ2024ခုနှစ်မှာ9.1ရာခိုင်နှုန်းအထိကျော်ကျလာခဲ့ပါတယ်။ဒါပေမဲ့ဒီတိုးတက်မှုဟာမျှတတဲ့တိုးတက်မှုမဖြစ်ခဲ့ပါဘူး။အာဖရိကနဲ့အနောက်အာရှဒေသတွေမှာအငက်ဘေးသင့်မှုကဆက်ပြီးမြင့်တက်နေစေဖြစ်ပါတယ်။ အာဖရိကမှာလူဦးရေရဲ့20ရာခိုင်နှုန်းဖြစ်တဲ့လူဦးရေ308တန်းလောက်ဟာ အငတ်ဘေးတင့်နေပြီးအနောက်အာရှမှာတော့12.9ရာခိုင်နှုန်းဖြစ်တဲ့လူဦးရေ39တန်းလောက်ထိခိုက်ခဲ့ရပါတယ်။လက်ရှိညွန်ငယ်တွေအရ2030ခုနှစ်မှာကမ္ဘာအငတ်ဘေးတင့်ကြုံရသူဦးရေ912တန်းရှိနေနိုင်ပြီးအာဖရိကမှာ60ရာခိုင်နှုန်းဖြစ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ကမ္ဘာအငတ်ပေးသိမှုရောနှဲလာပေမဲ့မြန်မာမှာတော့ပြပခပြင်းထန်နေပြီးရာသီဥတုကပ်ဘေးတန်နဲ့ကုန်စည်နှုန်းကြီးမြတ်မှုအပါအဝင်ငွေကြေးဖောင်းပွားမှုတွေကအငတ်ပေးသိမှုကို ပိုဆိုးစေနိုင်တယ်လို့အစီရင်ခံစာတွေကခန့်မှန်းပါတယ်။ဥပမာအားဖြင့်2025မတ်လ28ရက်ဥပမာအားဖြင့်2025မတ်လ28ရက်ကစကိုင်းမှာပဟိုပြုခဲ့တဲ့ပြင်းအား9.3 ခွန်အဆင့်ရှိတဲ့ငလင်ကြောင့်လူဦးရေ3900ကျော်သေဆုံးခဲ့ပြီးအဆောက်အအုံများစွာပျက်စီးခဲ့ရပါတယ်။မြန်မာနိုင်ငံအနေနဲ့ဒီအခြေအနေက စားနပ်ရိက္ခာ အကျပ်တွေကိုပိုဆိုးစေပြီး လူသားချင်းစာနာမှုအကူအညီနဲ့စိုက်ပျိုးရေးဆိုင်ရာပြန်လည်ထူထောင်ရေးလိုလိုအပ်နေတယ်လို့ Sophie 2025နဲ့ WFP အစီရင်ခံစာတို့ကဖော်ပြပါတယ်။ ဆောင်းပါးကတော့ဒီမှာပဲအဆုံးသတ်ပါပြီ။တာယာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။နောက်ထပ်ဆောင်းပါးတွေမှာပြန်တွေ့ကြပါမယ်နော်။